မန်ယူရဲ့ရှုံးပွဲတွေကိုရပ်တန့်စေခဲ့သူ2025စက်တင်ဘာတရက်အပြောင်းအလဲဈေးကွက်ပိတ်လူနေချိန်မှာဆန်နီလမ်းမန်းဆိုတဲ့လူသူသိမ့်မသိတဲ့ဘယ်ဂျီယံငိုးသမားလေးကိုမန်ယူသင်းကပေါင်18တန်းကျော်နဲ့နားနဲ့စာချုပ်ဖုံလိုက်တာပါစူပါကီပါငိုးသမားပါလို့ပြောပြီးတော့မားတွေလုံးလို့မဆုံးနိုင်တော့တဲ့အန်ဒရီအိုနာနာကိုလည်းတူရကီကလပ်ဖက်စမတ်စပေါ့ပြာဒီငားနဲ့ထပ်သွားဝင်ပြုတ်လိုက်ပါယာဒီစ6ပွဲမှာနံပါတ်1ကိုသမားအဖြစ် ဘီအန်ဒီယာကိုမန်ယူကတုံးလိုက်တော့လေမမရီယာများနဲ့လက်စွမ်းကတနည်းရွှေတနည်းငွေနဲ့မို့နောက်ဆုံးမှသင်းကိုရောက်တာတလားနဲ့၃ရက်ပဲကြာသေးတဲ့23နှစ်သားလေးဆန်နီလန်စမန်ကိုအော်တိုဘာ၄ရက်နေ့ကခနာနဲ့နဲ့ပွဲမှာပွဲထွက်ဆက်သွင်းလိုက်ပြီအားလုံးသိအဲ့ဒီနောက်ပိုင်းမန်ယူရဲ့နံပါတ်၁ဂိုးသမားဆန်နီလန်မန်ပဲဇက်တိုက်ဖြစ်သွားတာပါဆန်နလန်ရဲ့ဝင်ပွဲမှာပေကွန်မရှိနဲ့နိုင်ရသွားတော့မန်ယူသင်းအတွက်ရှေ့ပြေးနမိတ်ကလည်းဖွင့်ကောင်းတယ်လို့ဆိုရမှာပါ နောက်ထပ်၃ပွဲဆက်နိုင်ပြီးတော့၂ပွဲဆက်သေးကြခဲ့လို့၅ပွဲဆက်ရှုံးဝဲမရှိမှတ်တမ်းနဲ့ဆန်နီလက်မန်အကြောင်းပြည်သက်တွေကိုယ်တိုင်ကပြောလာကြပါမန်လိုသင်း၅ပွဲဆက်ရှုံးဝဲမရှိတာမှာသေ၂ပွဲရလဲ Northern Forest နဲ့စပါးသင်းကိုနှကိုးစီနဲ့တေးကြခဲ့တဲ့ပွဲတွေပါဒါကြောင့်ဆန်နီလက်မန်ကမန်ယူသင်းတို့ရရှုံးဝဲမရှိကစားပေးခဲ့တဲ့၅ပွဲမှာပေးကို၇ခုရှိခဲ့ပေမဲ့သင်းယုံကြည်ချက်နဲ့ဆွမ်းဆောင်ရင်ကတော့ဒုတိယကြီးကိုပြောင်းလဲတိုးတက်သွားခဲ့တာကဒီကိုယ်သမားလေးပြေးဆွနိုင်ခဲ့တဲ့ မန်ယူသင်းရဲ့ရှုံးမွေးမရှိတဲ့မှတ်တမ်းလို့အားလုံးကသတ်မှတ်ကုန်ကြပါတယ်။လက်ရှိမန်ယူသင်းဟာဒီ9ဝက်ဆက်မရှုံးခဲ့တာကြောင့်စင်9နေရာစပါးနဲ့ရမတ်တူ16မှတ်နဲ့စင်9နေရာကိုရောက်လာပါတယ်။အစင်၄နေရာဆန်နာလန်ဒတ်တမတ်ပဲနေပြီးတော့စင်3နေရာချက်စီသင်းတက်လဲနှစ်မှတ်ပဲနေတယ်ဆိုတော့ဒီနှစ်ပိုင်းတွေမှာဝေယုံ3အဖြစ်ဆုံးမန်ယူသင်းရဲ့တည်ငြိမ်မှုရဲ့ရောင်တွေကိုပြသလာတာလို့ပြောနိုင်ပါလိမ့်မယ်။ဆန်နာလန်နဲ့ပွဲတော်ဟာမန်ယူပြည့်သက်တွေကဆန်နီလမ်းမန်းကို ပီတာရှမိုင်ကယ်များဝင်စားသလားဆိုတဲ့သချင်းတွေပါတီဆိုပြီးတော့အားပေးခဲ့ကြတာပါ။ကွဲပြီးဆန်နီလမ်းမန်ကသူ့အဆင့်ကပီတာရှမိုင်ကယ်တို့ဘန်နာဆာတို့ဒီဂီယာတို့အဆင့်ကိုရောက်ဖို့ဝေးလိုသေးပြီးတော့သူကရှမိုင်ကယ်ဝင်စားသူလည်းမဟုတ်ဘဲနဲ့လမ်းမန်ကလမ်းမန်ပဲဖြစ်တယ်ဆိုပြီးတော့နှိမ့်ချပြောဆိုသွားခဲ့တာပါ။တကယ်တမ်းပြောရရင်ဆန်နီလမ်းမန်ကစီနီယာပွဲဥထွက်ဦးစားပေးကစားသမားအဖြစ်ပြီးခဲ့တဲ့တရားစီရပဲဂိုးပန်းခွင့်ရခဲ့တဲ့သူပါ။ဘယ်ဂျန်ကလပ်ခရက်ဂျန်အကယ်ဒမီတို့ကကစားသမား ။လူငယ်ကစားသမားဘဝကို Club Brew မှာဆက်လက်ပြသပြီးတော့ Belgian တနန်းလိုက်လူငယ်လွေးစဉ်အသင်းတွေမှာပါဝင်ရပြီမဲ့ Brew ချက်မှာ Professional ကစားသမားအဖြစ်၄ဝဲပဲကစားခွင့်ရခဲ့တာပါ။အသင်းကကြိုက်လို့စာချုပ်တိုးမယ်ဆိုတော့ Wayne ကိုသမားကြီး Simon McNolet ရှိနေလို့နေရာမရမဲ့အတူစာချုပ်တိုးမအောင်ငင်းဆန်ပြီးတော့ Ryan Edward အသင်းကို2023နွေရာသီဈေးကွက်မှာပြောင်းသွားတာပါ။ Ryan Edward နဲ့ပထမရာသီမှာလဲဆယ်ဝဲတောင်ပြည့်အောင်ကစားခွင့်မရခဲ့ပေမဲ့နောက်ရာသီမှာတော့ ပွဲဥထွက်ဦးစားပေးဂိုးသမားဖြစ်ခဲ့ပြီးတော့54ပွဲပွဲထွက်ခွင့်ရခဲ့ပါအဲ့ဒီ54ပွဲမှာ12ပွဲပေးကိုမရှိကစားပေးနိုင်ခဲ့ပြီးတော့အသင်းရဲ့တလတာအကောင်းဆုံးကစားသမားအဆုကိုနှစ်ကြိမ်အထိရခဲ့တာပါဒီတရားစီထဲမှာဘလောက်ဂိုးကာကွယ်နိုင်ခဲ့သလဲဆိုရင်138ကြိမ်တောင်ဆေးလုံနိုင်ခဲ့တော့မနစ်ကဥရောပထိန်းတန်းလီ10ခုလုံးမှာသူထက်ဂိုးကာကွယ်နိုင်စွမ်းရှိတဲ့သူမရှိတော့တဲ့အထိမှတ်တမ်းကောင်းရသွားခဲ့တာပါ2025မလာမှာဘယ်ဂျန်လေးစင်အသင်းရ ထန်နီလမ်းမောင်းကိုစပြီးရွေးခဲ့ပေမဲ့တတိယဦးစားပေးဂိုးသမားဖြစ်ပဲရှိသေးပြီးတော့ကွက်တက်ကစားခွင့်တော့အခုထိမရသေးပါဘူး။လက်ရှိမှာတော့သူ့အကြောင်းကိုဝိုင်းကစားသမားဟောင်းရင်းတွေရပါချီမွန်ကန်ဖွင့်လာကြပါပြီ။မန်ယူသင်းရဲ့ခါစင်မူဟောင်းရီယိုဖာရီနာကဒီရသည်မန်ယူသင်းရဲ့အကောင်းဆုံးကစားသမား၃ယောက်ထဲမှာဆန်နီလမ်းမောင်းကိုခြံခဲ့လို့မရကြောင်းချီးကျူးသွားပါတယ်။အမ်ဘူမိုဒီလစ်နဲ့ဆန်နီလမ်းမန်းသာဒီရသည်မန်ယူအတွက်အကောင်းဆုံးကစားသမား၃ယောက်ဖြစ်တဲ့အကြောင်း အသင်းရလနဲ့စွမ်းဆောင်ရည်ပြန်ကောင်းလာတဲ့အချိန်မှာဒီကိုသမားပေါ်အသင်းပေါ်တွေကယုံကြည်စိတ်ချသွားပြီးတော့ဒါတွေကြောင့်ပဲအသင်းရဲ့ most important player လို့သတ်မှတ်ရတာဖြစ်ကြောင်း YouTube channel မှာချီးမွမ်းသွားတာပါနောက်ထပ်မန်ယူညာနောက်ခံလူအောင်ပေါ်ပါကာကလည်းစနေလမန်းပေါ်ဒီနေ့ပြည့်သက်တွေဖီးယားမပေးကြတာပေးစရာဝေဖန်စရာမရှိသလောက်ကောင်းနေလို့ပဲဖြစ်တယ်လို့ချီးကျူးသွားပါတယ်ဘယ်ကိုသမားလာလာမန်ယူရောက်ရင်ဖီးယားကြီးမားတဲ့တန်အောင်မခံနိုင်ဘဲနဲ့လက်ပြတ်သွားကြတာမျိုး ဆန်နီလမ်းမန်းပေါ်တိတ်အာယုံမထားဘဲနဲ့ကောင်းသလောက်ချီးကျူးမခံရဘဲနဲ့အမေရောကန်ပုံစံနဲ့ပဲပြည်သက်ကသဘောထားတာပိုပြီးကောင်းသွားစေတဲ့အကြောင်းကိုသုံးသပ်သွားတာပါဆန်နီလမ်းမန်းကတော့သူ့ကိုမန်ယူမှာအချိန်တိုတွင်အဆင်ပြေစေခဲ့သူကခက်စမူးဒီလက်နဲ့မကွာရတော့ပဲလို့အင်တာဗျူးတစ်ခုမှလည်းဖြေသွားပါတယ်ဒီစီနီယာကြီးနှစ်ယောက်ကသူ့ကိုအရင်ကောင်းပြနေနိုင်မှုစိတ်ထဲမှာထားဘဲနဲ့ခက်စမူးတွေနောက်မှာပဲမမမမရှိနေတယ်ဆိုတာကိုယုံကြည်စိတ်ဖြစ်စေရုံလောက်ဆိုရပြီဆိုပြီးတုံသင်ခဲ့လို့ပါဆိုပြီးတော့လည်းဖြေသွားပါတယ်တနီလမ်းမန်းက မန်ယူမှာ23နှစ်သားအရွယ်ဂိုးသမားတက်ဆိုတော့ခြားတိတ်အဆင်မရှိသေးပေမဲ့ဒီကနေ့ဂိုးစီးတဲ့ကနေအတင်းသားတဲ့နေရာယူပုံနဲ့အားနှက်ချက်ဖြစ်နေပုံတွေကိုအော်ဟစ်အမိန်ပေးနိုင် နေပါပြီ။ဒီနေရာအတင်းသားကြီးတွေကလည်းသူ့ရဲ့အော်ဟစ်အမိန်ပေးမှုကိုလက်ခံသဘောကျပြီးတော့သူ့ရဲ့အကောင်းဆုံးဆွဲဆောင်ရည်တွေကလည်းသွေးပြီးအမားရှိသလောက်နှဲပါနေတာပါ။ခွင့်ပြုပေးထားတဲ့ဂိုးတွေကတော့မတက်တာလို့ပေးခဲ့ရတဲ့ဂိုးတွေဖြစ်ပေမဲ့မလိုအပ်တဲ့အမားမျိုးကနေဂိုးပေးရတာမျိုးမရှိသေးခြင်းကသူ့ပေါ်မန်ယူတစ်သင်းလုံးယုံကြည်အားကိုးစိတ်တွေတက်ဝင်သွားစေပါတယ်။ န်နီလမ်းမသူ့ရဲ့ပုဂ္ဂလိကဘဝကိုလည်းအမှန်တမ်းမတိုသိပ်ရှုပ်ဝဲနေရတဲ့သူပါ၂024ခုနှစ်ကဘယ်ဂျန်ပရိုလိစူပွေးပွဲအခမ်းအနားကိုတက်လာတော့ချစ်သူလိုယုံကြည်ရတဲ့မိကလေးတယောက်နဲ့အတူတက်လာတာတွေ့ရတာပါဒါသူ့ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီးတော့အများဆုံးသိရတဲ့ကိစ္စပါပဲသူ့ရဲ့ချစ်သူဇနီးမိသားစုရင်သွေးအကြောင်းဘယ်မီဒီယာမှမပြောခဲ့ဘူးပဲနဲ့ဘလုံးသမားဘဝတစ်ခုတည်းကိုပဲအောင်ဆိုင်နေခဲ့တဲ့သူလို့ပြောလို့ရပါတယ်နောက်ထပ်သူ့မိသားစုနဲ့ပတ်သက်ပြီးသိရတဲ့အကြောင်းတစ်ခုက ဘာလို့မန်ယူသင်းကိုရောက်လာပြီးဂိုးသမားဘွားကိုရွေးချယ်ပြစ်တာလဲဆိုတဲ့အကြောင်းပါသူ့ကိုကထာရမန်ယူမှာကံပြိတ်သက်ပရိုဘောလုံးသမားမဖြစ်ခဲ့ပေမဲ့ငါကန်တဲ့ကန်ချက်တွေမင်းဖမ်းနိုင်ဖမ်းစားဆိုပြီးတော့ငငယ်တွေကအနိုင်ကျင့်ကန်သွင်းရဆန်နီလက်မန်ကဂိုးသမားဘွားကိုသဘောကျပြီးတော့ရွေးချယ်လိုက်တာလို့ပြောမှုပါတယ်နောက်ထပ်သူ့ရဲ့ထူးခြားတဲ့ပွဲချုပ်အချိန်ပိုင်းအယူသီးမှုအကြောင်းတစ်ခုလည်းဆက်ပြီးတော့သိရပါတယ်အဲ့ဒါကတော့ပွဲမစခင်သူ့ကိုဘယ်မိသားစုဝင်မှလဲဖုံးမခွန်နဲ့ဘယ်သူမှမလဲဂိုးမပေးရတဲ့ ကလေးရှိပွဲဖြစ်ပါစေလို့ဆုမတောင်းပေးနဲ့ဆိုပြီးတော့တားမြစ်ထားတဲ့အကြောင်းပါကျွန်တော်တို့ဘောလုံးပွဲတစ်ပွဲမှာအက်စင်မူတွေကဂိုးဘလောက်တွင်းနိုင်လဲဒီပွဲမှာငါဂိုးဘလောက်ရနိုင်မလဲဆိုပြီးတော့ရည်မချက်ထားလိုက်ရှိပြီမယ်ဂိုးသမားတွေကတော့ဒီပွဲမှာဂိုးမပေးရခြင်းကလေးရှိရမရကိုပို့ပြီးတော့ဥတည်ထားလိုက်ရှိတယ်ဆိုတဲ့အကြောင်းပါဒါကြောင့်ပဲသူ့ရဲ့မိသားစုဝင်တွေကိုဘေးပွဲစဉ်ဖြစ်ဖြစ်ကလင်းကြီးရတဲ့ပွဲဂိုးမပေးရတဲ့ပွဲမဖြစ်ပါစေနဲ့ဆိုပြီးတော့စူမတောင်းမှုသူ့အနေနဲ့တားမြစ်ထားတဲ့ အကြောင်းရင်းတစ်ခုလို့ဆိုနိုင်ပါတယ်ဒီအကြောင်းတွေကိုသူ့ရဲ့ဂိုးနီးပြအောင် Brian Patterson ကပြောပြခဲ့တာပါဒီလိုပြောခံလိုက်ရရင်သူ့လက်စွမ်းကလည်းပုံမှန်ထက်နင့်ကျသွားလိမ့်ရှိတယ်ဆိုပြီးတော့ပေးကိုမရှိရဆိုတဲ့စိတ်မျိုးနဲ့ကစားဖို့အတွေ့အထောင်မထည့်ဘဲနဲ့အပြောလည်းမခံတာလို့သူ့ရဲ့ဂိုးနီးပြ Brian Patterson ကပြောခဲ့တာပါပြောရရင်တော့ဆန်နီလမန်ဆိုတာမန်ဦးမရောက်ခင်စီနီယာပွဲထက်ဦးစားပေးကိုသမားအဖြစ်ရိုင်းအန်နမမှာတရားစီအပြည့်ပဲဂိုးဖန်းခွင့်ရထားခဲ့သူပါ ဘယ်ဂျီယန်လေးစင်သိန်းမှလည်းကော်ထရိုက်ရှိနေသေးလို့တပွဲမှမဖမ်းရသေးပဲနဲ့တတိယအရန်ကိုသမားအဆင့်ပဲရှိပါသေးတယ်။ဒါပေမဲ့မနေ့ကတရားစီတဲ့183ကြိမ်တောင်ဆေးလုံနိုင်ခဲ့တဲ့စံချိန်ကတာမန်ကိုသမားတယောက်စွမ်းနိုင်တဲ့စံချိန်မျိုးတော့မဟုတ်ပါဘူး။သူ့ကိုကိုသမားကောင်တယောက်လို့သာဒီချိန်ပြောနိုင်ကြမှာဖြစ်ပေမဲ့အကောင်းဆုံးကိုသမားတယောက်ဘဝကိုရဖို့ရေကန်မြေကန်ကောင်းအောင်လည်းရှိပြီးတော့အလားလားလည်းအမြင့်ဆုံးအဆင့်ထိမှရှိနေတော့မန်ယူသင်းရဲ့ပြင်းလန်းပေါ်ပြန်တက်လာနိုင်ခြင်းကစံနီလမ်းမဆိုတဲ့ သူရဲကောင်းဂိုးသမားတယောက်ပါမွေးဖွားစီလာဖို့ခြေနေကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဆန်နီလမ်းမမယူသိရဲ့ရှုံးမွဲတွေကိုရက်တန့်စီခဲ့တဲ့ဂိုးသမားတယောက်ဖြစ်လက်ရှိချိန်ထိချီးကျူးရမှာဖြစ်ပါတယ်။